အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ကျွန်တော်တို့ပြန်လေပြီးတော့စုံကုန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်လက်ရှိဒီနေ့မှာလာကျွန်တော်လက်ရှိ gap လေးလေးဖြစ်နေပထမတော့ကျွန်တော်ဘာသတင်းမှမသိဘူးပဲလက်ရှိမှာစိတ်ဝင်စားစရာလေးသတင်းလေးလေးဖြစ်တော့ဒါသတင်းလေးနဲ့ပတ်ပြီးပြပြဟုတ်ပေါ့ဒါကျွန်တော်လက်ရှိ international break ကြီးလေးပြီးပြီးဆိုတော့တရက်ကတည်းက 6ဘောလောက်ဖြစ်နေလည်းဖြစ်သွားနိုင်မယ်ပေါ့နော်ဒါကျွန်တော်လက်ရှိမှာဒါ gap ကြီးလက်ကြီးမထားခြင်းဘောဆိုကျွန်တော်ဒါကျွန်တော်တူတင်ဒါကျွန်တော်9နာရီလောက်မှပဲဒါကျွန်တော်တို့ဘောလုံးပွဲအပွဲပြီးသုံးသက်ချက်ပါညာနဲ့ဆိုတော့လက်ရှိမှာဒါအဲ့လိုပုံစံမျိုးဖြစ်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိဒါကျွန်တော်တို့ဟိုကြားထဲမှာဗီဒီယိုလေးတစ်ပုဒ်လည်းတင်ပေးခြင်းတော့ကျွန်တော် Manchester United အကြောင်းပြောလိုက်ပါမယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော် Manchester United အသင်းကိုယ်တိုင်ကလည်းဒါကျွန်တော်တို့လက်ရှိအနေထားရပါတော့ဒါကျွန်တော်တို့ သူတို့အနေနဲ့ဒါကျွန်တော်ဘောလုံးပွဲကဒါကျွန်တော်လက်ရှိစနေနေ့ကမှမရှိတဲ့အတွက်ကြောင့်လို့ဒါအခုအနေနဲ့ပေါ့နော်ဒါကျွန်တော် Manchester United အသင်းရဲ့ဒါသတင်းလေးပြောတော့ Manchester United အသင်းရဲ့သတင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Manchester United အသင်းကလက်ရှိမှာဒါကျွန်တော်တို့သူတို့အနေနဲ့ Andrea Onana ကိုဒါကျွန်တော်တို့လက်ရှိ Manchester United အသင်းနဲ့ပြန်ခေါ်ဖို့အတွက်သူတို့ကတော့လုံးဝအစီအစဉ်မရှိဘူးပေါ့နော်ဒါပေမဲ့လက်ရှိမှာကစားသမားနဲ့ပတ်သက်ပြီးတော့ Manchester United ဘက်ကစိတ်ပပိုင်းချာချာဖြတ်ထားတယ်ဆိုပေမဲ့ဒါကျွန်တော်ကစားသမားဘက်ကလက်ရှိမှာ Manchester United အသင်းကိုပြန်လည် ယ်ပြီးတော့ပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သတင်းဒီတော့တော့ရှောက်ထွက်ပေါ်နေကြတွေ့ရမယ်အဲ့ဒီအောင်တိကြပြီးသားဖြစ်လိမ့်မယ်အခုလက်ရှိမှာဒါကျွန်တော်တို့ transponsor ဒါ Turkey club ကတော့ဒါ Andrew Unana ကိုအပီးတက်ဒါကျွန်တော်တို့ခေါ်ခြင်းတဲ့သဘောမှာတော့ရှိတယ်ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့ကစားသမားကိုယ်တိုင်က Manchester United အသင်းကိုပြန်သွားပြီးတော့သူ့အနေနဲ့ဒါနံပါတ်1နေရာအတွက် Sara Lemes နဲ့ပြန်ပြီးတော့ share fight ခြင်းတဲ့သဘောမှာရှိတယ်အဓိကဒီနေ့မှာဒါကျွန်တော်အောက်တီဘရင်နာကိုယ်တိုင်က Manchester United အသင်းကထွက်ဖို့အတွက်ပြင်ဆင်နေပြီးတော့အောက်တီဘရင်နာကဒီနေ့စောင်းရာဒီကလေးကတော့တရားဝင် ်ခေါ်ယူမဲ့ကလပ်တွေကစိတ်ဝင်စားမှုတွေအများကြီးရှိနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေကြတာတွေ့ရမယ်အခုလက်ရှိမှာဒါကျွန်တော်အော်တေဘယင်နာကိုတူရကီကလပ်တော်တော်များများကစိတ်ဝင်စားနေပြီးတော့ဒါတူရကီကလပ်တွေနေနေဒါလာမဲ့ညရာဒီမှမဟုတ်ပဲနဲ့အော်တေဘယင်နာကိုဒီနှစ်စောင်းရာဒီလောက်ကလေးကတရားဝင်တာခေါ်ယူသွားဖို့တော့ယူနိုက်တက်အသင်းကပြင်ဆင်နေတဲ့ပုံမှန်ရှိတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ အန်ဒရီယာအိုနာနာအနေနဲ့ဒါကျွန်တော်အော်တီဘီနာရဲ့ညကသူ့အနေနဲ့အစားထိုးတဲ့ပုံစံမျိုးသွားပြီးတော့ဒါကျွန်တော်သူ့အနေနဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းစီမှာသူ့အနေနဲ့ပြန်လည်ပြီးတော့ proof တစ်ခုပြန်လုပ်ပြခြင်းတယ်ဘောတော့သူ့အနေနဲ့ဒါကျွန်တော်လက်ရှိမှာဒါသူ့တစ်ခုခုပြန်လည်ပြီးလုပ်ပြခြင်းတယ်အဲ့တော့အန်ဒရီယာအိုနာနာနဲ့ခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကိုသူ့အနေနဲ့ဒါကျွန်တော်အငှားစာချုပ်ကုန်သွားပြီဆိုရင်တော့ပြန်လည်ပြီးအသင်းစီကိုသွားခြင်းပြီးတော့ဒါယူနိုက်တက်အသင်းမှာပဲသူ့အနေနဲ့ဒါကျွန်တော်နေရာတနေရာရဖို့အတွက်ပြန်လည်ပြီးတော့တိုက်ပွဲဝင်ခြင်းတဲ့သဘောမှာရှိရုံသိရတယ်မှာပါသူ့အနေနဲ့လက်ရှိမှာဒါဆန်လမဲဆီရဲ့နောက်မှာနေမယ်ဆိုတဲ့အနေထားမှာတော့မဟုတ်ဘဲနဲ့သူ့အနေနဲ့ ံပါတ်1ဂူသမာလီယာအတွက်ပြန်လည်ပြီးတော့တိုက်ပွဲဝင်ကျင်နေဆိုတဲ့သတင်းတွေကိုလက်ရှိမှာဒါကျွန်တော်တူရကီကလပ်တွေကနေပြီးတူရကီသတင်းစာရတွေကနေပြီးဒါတော့ရှောက်တွေ့နေရတဲ့တမှာပါတယ်ပေါ့နော်လက်ရှိမှာ Transonsa ဘက်ကတော့ Andrew Unana ကိုအပီးသက်ခေါ်ယူခြင်းတဲ့သဘောမှရှိတယ်ကစားသမားတွေကိုလည်းလက်ရှိမှာဒါကျွန်တော်တို့တူရကီနိုင်ငံကဒါ Transonsa ကပြည်သက်တော်တော်များကလည်းအားလုံးကချစ်ကြတယ်ပေါ့နော်အဲ့တော့လက်ရှိမှာကစားသမားကိုယ်တိုင်ကဒီလိုမျိုးဒါကျွန်တော်အသင်းစီကမှမနေဘဲနဲ့အသင်းကနေပြန်လည်ပြီးထွက်ခွာပို့လို့တဲ့အချိန်မှာတော့ပြည်သက်ကလုံးကလည်းနားလေပြီးပြီးတော့လက်ရှိမှာအကဲကြီးထွက်မယ်ဆိုလည်းထွက်ဖို့အတွက်ဒါကျွန်တော်လက်ရှိမှာကလုံးကလက်ခံထားပြီး ီးဖြစ်တဲ့တိုးပေမဲ့တော့ညာလည်းအခုလက်ရှိမှာ Manchester United ဘက်ကတော့ Andrea Onana နဲ့ပတ်သက်ပြီးတော့100%လုံးဝပြတ်သားပြီးသားဖြစ်ပါတယ် Andrea Onana ကို Manchester United ဘက်ကလုံးဝနံပါတ်1မပြောနဲ့နံပါတ်2နံပါတ်3နေရာမှာတော့မှအလိုမရှိတော့တဲ့အပြင်လက်ရှိမှာ Andrea Onana ရဲ့လစာကအသင်းပေါ်မှာပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ United က AK Andrea Onana က transfer စာကနေပြီးတော့ United အသင်းစီကိုစာချုပ်တက်တန်းကုန်လုံးပြန်လာခဲ့မယ်ဆိုရင်တော့မှ United အသင်းကတော့ Andrea Onana ကိုအပိတ်သက်ရောင်းချဖို့အတွက်ကလပ်အသင်းတွေကိုရှာဖွေပေးသွားမှာဖြစ်တဲ့အကြောင်းသိရတယ်မှာပ ါတယ် United တင်းကလက်ရှိမှာဒါကျွန်တော်ဒါ Ruben Amorim နဲ့ Andre Onana နဲ့ဒါကျွန်တော်ရေရှည်ရဆက်ပြီးအလုံးမလုံးချင်လာတာကော United အသင်းဘက်က Andre Onana နဲ့လာကျွန်တော်မမဲ့ရအသင်းဘက်ကဒုက္ခရောက်နေတဲ့အချိန်မှာလက်စာလက်စာကိုမလျှော့ချဘဲနဲ့ဒါကျွန်တော်ဒီပုံစံမျိုးပဲဆက်လုပ်ပြီးစာချုပ်အစ်ပုံစံမျိုးချုပ်ဖို့အတွက်ဝင်လိုက်ခဲ့တဲ့အချိန်မှာတော်တော်လေးအကုန်လုံးကဒါဒီညမှာချင်သွားခဲ့တယ်ပေါ့အဓိကက Andre Onana နေနဲ့ဒါသူ့လက်စွမ်းပါညာဆိုတဲ့ United နဲ့လက်ရှိမှာ Ruben Amorim တို့ကဒါကျွန်တော်သိကြတယ်မဲ့ United အသင်းကလက်ရှိဒါစပွန်ဆာတွေကဒါကျွန်တော် Champion League မဝင်ဘူးဆိုရင်တော့ဒါကျွန်တော်ဥရောပမဝင်ဘူးဆိုရင်ဒါဘလောက်ဘလောက်ရကန် င်လို့လည်းမသိဘူးဒါကျွန်တော်တို့ short ချရလာစာပုံစံမျိုးတွားလေးရှိတယ်အန်ဒရီယာဝန်နာနဲ့အဲ့ဒီလာစာ short ချမှုကိုသူ့နယ်လုံးဝသဘောမချတဲ့ကြောင့်ဒါ United အသင်းကိုစာချုပ်တဲ့ပုံစံမျိုးတွားပြီးတော့ဒါကျွန်တော်စာချုပ်တဲ့မှာအကဲဒါဥရောပဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေကစားသမားကဒီလောက်ခလာစာနဲ့ပဲရရမယ်ဆိုတဲ့ပုံစံမျိုးစာချုပ်ကိုတရားဝင်ကန့်လန့်မှုတော့တွားပြီးတော့ United အသင်းပိုင်ရှင်တွေရူဘင်အာမိုနီကိုတရားဝင်တွားခွင့်တောင်းခဲ့တဲ့အတွက်ကြောင့်မို့ဒါ United အသင်းဘက်ကတော့အန်ဒရီယာဝန်နာကိုအဲ့ခရေကတော်တော်လေးကိုဒါကျွန်တော်တို့စိတ်ပိုင်းဖြတ်ခဲ့ပြီး United အသင်းနဲ့လုံးဝပါဝင်ပတ်သက်မှုမရှိတော့တဲ့ကစားသမားတယောက်နဲ့မြင်သွားခဲ့တာဖြစ်ပြီးအခုချိန်ထိလည်း ယူနိုက်တက်ကအန်ဒရီယိုအိုနာနာနဲ့အသင်းစီကိုပြန်လာခဲ့မယ်ဆိုရင်တော့ယူနိုက်တက်ကအန်ဒရီယိုအိုနာနာကိုလုံးဝပြန်လည်ပြီးတော့ရောင်းချသွားဖို့အတွက်ဒါစီဇန်နေပြီးတော့လုံးဝအသင်းစီမှာတော့ပြန်လည်ပြီးလုံးဝထားဖို့အတွက်လုံးဝလုံးဝအစီအစဉ်ကိုမရှိတဲ့အကြောင်းကိုတော့ယူနိုက်တက်ဘက်ကတော့ပြတ်သားပြီးသားဖြစ်တယ်အဲ့တော့အန်ဒရီယိုအိုနာနာနဲ့သူ့အနေနဲ့ဘလူးပဲဆုံးဖြတ်ချက်ချချပါအဓိကကတော့ကျွန်တော်တို့ယူနိုက်တက်ဘက်ကဒါကစားသမောက်ဘလူးနီးနဲ့မှအသင်းစီမှာမသုံးတော့ဘူးလို့သိရတယ်ကိုသမားလည်းဆက်ဆက်ပြောမယ်ဆိုယူနိုက်တက်အသင်းကလက်ရှိမှာအောက်တေးဘယင်နာကိုဆောင်းရသည့်အတွင်းမှာဒါကြောင့်လက်လွတ်ဆုံးရှုံးဖို့အတွက် ြုလုပ်ထားမှုတွေကိုရှိခဲ့တယ် United Kingdom လက်ရှိမှာ outdate ဘယင်နာကူတာလာမဲ့ဆောင်းရာသီမတွင်းမှာသာဆုံးရှုံးခဲ့ရမယ်ဆိုရင်တော့ United Kingdom ကဒုတိယအရန်ကိုသမားနေရာအတွက်ဒါကျွန်တော်ဆောင်းရာသီအတွင်းမှာပဲတခါတည်းဝယ်ယူဖို့အတွက်ဆက်လက်ပြီးပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေပါဆက်လက်ပြီးထွက်ပေါ်လာခဲ့တယ်လက်ရှိမှာ Ruben Amorim က Manchester United Kingdom က Sanchez Mans ကိုနံပါတ်1ကိုသမားနေရာကိုပေးဖို့အတွက်တဖြည်းဖြည်းနဲ့ဒါကျွန်တော်တို့တီချာတော့နီးနီးဖြစ်လာတဲ့အချိန်မှာ United အသင်းဘက်ကလည်းလက်ရှိမှာဒါအကဲ outdate ဘယင်နာတာလာမဲ့ဆောင်းရာသီမှာတော်တကီကလပ်တွေကိုသာထွက်ခွာခဲ့မယ်ဆိုရင်တော့ United အသင်းကဒါကျွန်တော် Sanchez Mans ကိုလည်းနောက်ကလည်း pressure ်ရှာပေးနိုင်မှာဖြစ်လို့တကယ်ကိုကောင်းနိုင်တဲ့အရန်ကုသမတစ်ယောက်ကိုအသင်းကနေပြီးတော့ခေါ်ယူသွားဖို့အတွက်ဆက်လက်ပြီးပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကိုတော့ဆမ်မြူလက်ကတ်ကသူ့ရဲ့ blog post မှာရေးသားထားခဲ့တာကိုတွေ့ရမယ်လို့မှာပါတယ်အဲ့တော့ United အသင်းကလက်ရှိမှာဒီနှစ်ဆောင်ရသည်မှာတော့နာမည်လွေရသည်မှာကိုကုသမနဲ့ပတ်သက်ပြီးတော့လှုပ်လှုပ်ခက်ခက်နေဆက်လက်ပြီးဖြစ်သွားဖို့အတွက်များတယ်ဒါပေမဲ့ခုနကပြောလို့ပဲဘလောက်ပဲလှုပ်ခက်ပါပါစေဒီနာမည်ထဲမှာတော့ Andrew Onana ပြန်လည်ပြီးပါဝင်ဖို့အတွက်မဖြစ်နိုင်တော့ရင်ဒါအဲ့တော့ပြောချင်တာခင်ဗျာတစ်ခါကြာရင်ခင်ဗျားကဘလောက်ပဲသူ့စီကိုပြန်သွားဖို့ကြိုးစားနေနေဟိုဘက်ကလက်မခံတော့ရင်တော့ခင်ဗျားချစ်တွေကအလကားပဲဆိုတဲ့ပုံစံတိုင်း ုင်မဲ့ Andrew owner လို့လူပဲခံစားမယ်ဒါမှရှိတယ်3.5ပေါ့เนาะအဲ့တော့ဟိုဘက်ကမလို့ခြင်းတဲ့ဥစ္စာတွေကိုဆွတ်ဆက်ပြီးမပေးဖို့အတွက်ကိုဘက်ကလည်းစူးစမ်းဖို့လူတယ်လို့ပြောရင်းနဲ့ပဲနောက်ရသတင်းတစ်ပုဒ်ကိုတက်လိုက်အောင်အဲ့တော့လက်ရှိမှာ United အသင်းကဒါကျွန်တော်ကစားသမားဟောင်းဖြစ်တဲ့ Scott McTominay ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကလုံးဝကောလာဟာလာသာဖြစ်ပြီးတော့လုံးဝအခြေမြင့်မရှိတဲ့သတင်းလို့သိရတယ်မှာပါတယ်ကောလာဟာလာတွေက Manchester United အသင်းက Scott McTominay ကိုပြန်လဲခေါ်ယူခြင်းနေပြီးအသင်းရဲ့လူအပ်နေတဲ့ကွင်းလယ်ပိုင်းကို Scott McTominay နဲ့ပြန်လဲပြီးဖာထေးခြင်းနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေကြတယ်မှာပါတယ်လက်ရှိမှာဒ ါစကော့မက်ဒိုမနီကဒါပရီးမီးယားလိဂ်ကိုပြန်သွားဖို့အတွက်နာမည်လေးတွေထွက်နေခဲ့တာမှန်ပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းဘက်ကတော့စကော့မက်ဒိုမနီကိုပြန်လည်ပြီးတော့ခေါ်ယူသွားဖို့အတွက်လုံးဝအစီအစဉ်မရှိတဲ့အကြောင်းကိုဒါယူနိုက်တက်ရဲ့ဒါကျွန်တော်တီယာ1ဂျဲလစ်စီကတွေ့ရခဲ့ရတယ်မှာပါတယ်စကော့မက်ဒိုမနီနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ပရီးမီးယားလီးဂ်အသင်းတချို့နာမည်ထွက်နေတယ်အခုလက်ရှိမှာနာမည်ထွက်ဆုံးတဲ့မှာတော်တန်ဟော့စပါသင်းကဒါကေကွင်းလေဘိုင်းနဲ့စကော့မက်ဒေါ်မနီကိုစဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်နေခဲ့ပေမဲ့ယူနိုက်တက်သင်းကလက်ရှိမှာအသင်းဘက်ကနေပြီးတော့မစကော့မက်ဒေါ်မနီကိုအသင်းစီကိုပြန်လည်ပြီးတော့ခေါ်ယူသွားဖို့အတွက်သတင်းတွေတက်နေတယ်ဆိုတဲ့သတင်းကလုံးဝမဟုတ်ဘူးလို့ပဲပြောလို့ရမယ့်အနေအထားမှာရှိပါတယ်စကော့မက်ဒေါ်မနီကိုမန်ချက်စတာယူနိုက်တက်အသင်းကဒါမခေါ်ယူတဲ့အပြင်ကိုနာပိုလီအသင်းကိုတောင်ကိုဘီမိုင်းလူကိုရောင်းချဖို့အတွက်လာမယ့်ဆောင်းရာသီအတွင်းမှာဒါကျွန်တော်စိတ်ဆက်ညှိနှိုင်းသွားဖို့အတွက်လည်းကောလာဟာလာသတင်းတွေဆက်လက်ပြီးထွက်ပေါ်နေကြတယ်တွေ့ရမယ်ကိုဘီမိုင်း ယူနာကနဲ့ပတ်သက်ပြီး United အသင်းကတော့လက်ရှိလာမယ့်နွေရာသီမှာရောင်းဖို့အတွက်သတင်းတွေအရထွက်နေတယ်ဆိုတဲ့သတင်းတွေလည်းဆက်လက်ပြီးထွက်ပေါ်နေကြတယ်လို့တွေ့ရမှာ။အဲ့တော့လက်ရှိမှာ Manchester United ကတော့ Scott McTominay ကိုပြန်ခေါ်မယ်ဆိုတဲ့သတင်းတွေကတော့လုံးဝလုံးဝ bullshit ဖြစ်ပြီးတော့ market ratio ကိုလည်း Manchester United အသင်းကလည်းပြန်မခေါ်ဘူးလို့သိရတယ်မှာပါတယ်။လက်ရှိမှာဒါ Barcelona အသင်းကတော့ market ratio ကိုသူတို့အနေနဲ့ရစ်ချပဲဖြစ်ဖြစ်ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် market ratio ကိုဆက်လက်ပြီးထိန်းသိမ်းသွားဖို့လည်းပြင်ဆင်နေကြတယ်။ Colin Hall ရဲ့ United အသင်းကလက်ရှိမှာ Brian Mbeumo ကိုဒါ Mazraoui တို့ဒါကျွန်တော် Ahmed Diya တို့ကိုဆုံးရှုံးတော့မယ်အနေထားတစ်ခုမှာ က်ရှုကိုပြန်ခေါ်ပြီးအသင်းရဲ့တိုက်စစ်မှာမြင့်တင်ဖို့အတွက်သတင်းတွေထွက်နေခဲ့မြဲအဲ့ဒီသတင်းတွေအကုန်လုံးကလည်းသတင်းမှားရတာဖြစ်ပြီး United အသင်းကလည်းရက်ရှုကိုအသင်းစီကိုပြန်လည်ပြီးခေါ်ယူဖို့အတွက်လုံးဝမစင်စားတဲ့သတင်းထွက်လာခဲ့တယ်။ခုနဥစားနဲ့ပြောတာနဲ့ပြန်ဆက်ရမယ်ဆိုတော့ Manchester United အသင်းကလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့ဒါကျွန်တော်တို့ AFCO နိုင်ငံကိုသွားရမယ် Mazraoui, Ahmed Diya လို့ဒါကျွန်တော်တို့ Brian Mbeumo ၃ယောက်ကိုတော့ဒါအနာနီမအသင်းကနေထွက်ခွာဝင်ပေးဖို့အတွက်သူတို့ရဲ့နိုင်ငံအသင်းနဲ့ဆက်လက်ပြီးဆွေးနွေးနေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်။ Cameroon ဘက်ကတော့လက်ရှိမှာဒါ Brian Mbeumo ကိုအချိန်တစ်ခုထိနောက်ဆုတ်ပေးဖို့အတွက်ရှိပြီးတော့ Ahmed ီးယားနဲ့ပတ်သက်ပြီးတော့အဖြေတခုတော့မသိရသေးဘူးလို့မြင်တယ်။မာဇရာဝီနဲ့ပတ်သက်ပြီးမိုရာကိုဘက်ကလက်ရှိမှာသူတို့အနေနဲ့စဉ်းစားသွားပြီးမယ်လို့သိရတယ်မှာပါ။အဲ့တော့ United အသင်းရဲ့လက်ရှိကစားသမားတချို့ကတော့ဒါကျတော့ F-Con အတွက်သွားမှာနောက်ကျမယ်နေထားမှာရှိတယ်။ United အသင်းနဲ့ဒါကျတော့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေအထိဆော့ပေးသွားဖို့အတွက် United အသင်းဘက်ကနေပြီးတော့တောင်းဆိုထားစေဖြစ်တယ်။ Brian Mbeumo ကလက်ရှိမှာ United တို့ကပို့ပြီးဆော့ပေးစီခြင်းပြီးသူ့ရဲ့နိုင်ငံအသင်းတို့လည်းဆော့ပေးစီခြင်းတာမှတ်မိမဲ့နောက်ဆုံးမိနစ်အထိနှစ်သင်းလုံးအတွက်ဒါသူ့အနေနဲ့ဒါကျတော့အလုတ်လုတ်ပေးသွားခြင်းနဲ့ဆိုတဲ့ဒရင်ထွက်လာခဲ့တယ်။အဲ့တော့ Brian Mbeumo ကလက်ရှိမှာ Manchester United အသင်းရဲ့ပြည်သက်တွေရဲ့ချက်ချင်းကိုအပြေးအဝရနိုင်တယ်လို့ပြော ောရင်လည်းကျွန်တော်ကိုတော့ခွင့်ပြုပါဦးဘောလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီ for you တို့မှာကျေးလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်တော့နေနေဖြစ်ပါစုမောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့ဒီပါဗျ